င်္ဂလာပါအခုကျွန်တော်လက်ထဲမှာရောက်ရှိထားတဲ့ small valley ကတော့ mi bro ကထုတ်ထားတဲ့ mi bro ဒီ single ထဲဖို့ပြောရတဲ့ small value ပဲဖြစ်ပါတယ် morally ကတော့ကျွန်တော်တို့ pieces ဆိုတဲ့ small value ပဲဖြစ်ပါတယ် memory ရဲ့ထုံးစံအတိုင်းပဲ memory ကလိုအောင်ကို brand အမြင် quality ကောင်းဖြစ်တဲ့အတွက်ကြောင့်ဒီ area လေးဆိုရင် battery လည်းတကယ်ခံတယ်ပြီးတဲ့အခါမှာ video quality ပြောတာအစားလဲကလေးတွေကိုစစင်စင်ပြပြောလို့ရတယ်ပေါ့နော်ကလေးတွေရဲ့ဒီဝင်ပေးလိုက်ရင်လည်းတည်နေရတဲ့အစားလဲကျွန်တော်တို့ကအဲလိုလိုကူချာကြည့်လို့ရတယ်မိဘဖုန်းကနေပြီးတော့ပြီးတဲ့အခါမှာအသံ message တွေပို့မယ်ကလေးကလည်းမိဘစီကိုအသံ message ပို့မယ် video call တွေပြန်ခေါ်မယ်ပေါ့နော်အားလျရရတယ် 4G network လည်းရတယ် video call လည်းရတယ် အော်ဒီနိုင်မှာဆိုလို့ရှိရင်ကျွန်တော် Wolfish Day ပါလဲပြောင်းလို့ရတယ် Spot မှုလည်းအဆုံပါတယ်ပေါ့နော်နောက်ပြီးတော့ကိုကလေးသွားခဲ့တဲ့ရက်60ရက်တခုထီကိုကျွန်တော်က Dior Record တွေကို tracking ကိုပြန်ရှိလို့ရတယ်ပြီးရင်ကင်မရာကရုပ်ထွက်တော်လေးကို quality ကောင်းတဲ့ 2MP ဆိုတာရှေ့မှာထွက်ခဲ့တဲ့အဲနိုင်ရဲ့အများကြီးကိုကင်မရာကောင်းတယ် water resistant လည်း 280N ရတယ်အဲ Mivo နိုင်ရဲ့ထုံးစံတိုင်းပဲသူကအားပြည့်တင်ထားရင် battery ကလည်းအဲကျွန်တော်တို့၄ရက်လောက်ထီကို easy ရတယ်ပေါ့နော် အာမခံလဲဝိုင်းကြီးရပါတယ်ဈေးနှုန်းလေးက2သိန်း၄တောင်း900ကျပ်โอเคဒါလေးကိုကျွန်တော်ပိုင်းအောင်လေးကိုလာရေးပါကင်ဖွင့်လာတယ်ပေါ့နော်အဲကျွန်တော်တို့ချက်ဒါလေးကိုအဆန်းပြပေးမယ်ပေါ့နော်အဲ့တော့ဒီဟာလေးကို power point နေမှာကျွန်တော်တို့ကအဲသူ့ရဲ့ဒီ view ထဲမှာဆိုရင်အခုလိုမျိုး user guide စောက်လေးလည်းပါတယ်ပေါ့နော်အသုံးပြုနေစောက်လည်းပါတယ်ပြီးရင်ကမှကျွန်တော်တို့ view ထဲမှာအသွင်ကျိုးပါတယ်အခုလိုမျိုးလေး single ထုတ်တဲ့စုလေးလည်းပါတယ်ပြီးရင်မှာကျိုးလေးလည်းပါပြီးသားပေါ့နော်အဲ့တော့ single ကထုတ်မယ်ဆိုကျွန်တော်ဒီလိုမျိုးယူတာအနာရီရဲ့ဒါကင်မရာပေါ့နော်ဒါမှကင်မရာပါတယ်ဆိုတော့နာရီရဲ့ ဒါ power button အဲ့တော့ဒီဘက်မှာဆိုရင်တဖက်မှာပေါ့နော် single ထည့်တဲ့ဟာခင်းရှိတယ်ဒီအကွေးလေးပေါ့နော်ဒါလေးကိုတစ်ချက်ကျွန်တော်တို့ကဒီစူးလေးနဲ့ပဲရောက်ထဲကိုထည့်ပြီးတော့မှအခုလိုလေးကျွန်တော်တို့ကလန်လိုက်တာပေါ့နော်ကလန်လိုက်ပြီဆိုရင်ဒီမှာ single လေးကထွက်လာပြီထွက်လာချိန်မှာအခုလိုမျိုးလေးပါပဲအဲ့တော့တစ်ခုတည်းထားမှာ single ဒီမှာအဝိုက်လေးတည်လာဟုတ်လားကျွန်တော်တို့ဒီအဝိုက်ကလေးကဒီရဲ့နာရက်ဖင်ဂျောကန်ဘက်ကနေကရတာပေါ့နော်ဒီလိုကြီးပလက်ကြီးတွားထည့်လို့မရအောင်ဒီလိုမျိုးလေးထည့်ဒီဘက်မှာဒီအဝိုက်ကလေးကဒီအောက်ထည့်ကိုကျွန်တော်တို့ကတိ ဲ့လိုမျိုးရှိရမှာပေါ့နော်အဲ့တော့ဒါလေးကိုပြန်ထုတ်မယ်ဆိုလဲဒီမှာစင်းအန်လေးပေါ့နော်ဒါလေးချက်သတိထားပေးပါအဲ single ထည့်တဲ့အချိန်မှာပဲအဲ့ဒါလေးတစ်ချက်သတိထားမှာပေါ့နော်ဒါလေးကို single ထည့်ပြီးတော့ single ကကြတော့အဲသူ့ရဲ့ဒီမှာ nano single လေးကိုဒီအောက်မှာကျွန်တော်ထည့်ပေးလိမ့်မယ်ပေါ့နော်ထည့်ပြီးတော့မှကျွန်တော်ဒီလိုမျိုး single ကိုဒီအောက်မှာပေါ့နော် single အောက်မှာဒီအောက်ကနေ single ကိုထည့်မယ်ဒီဘွားထည့်ရမို့ခြေပြားလေးကိုဘွားထားမယ်ပေါ့နော်ထားပြီးတော့မှကျွန်တော်တို့ဒီမှာဒီခါဟာလီယာဒီနိုင်ရဲ့ဖင်ပေကအောက်က တို့လေးထည့်လိုက်မယ်ဆိုရင်ပြရမှာကျွန်တော်တို့ကဒီ power လေး power button ကဒီဘက်မှာ power button လို့ကျွန်တော်တို့ဖွင့်လိုက်ပါတော့ဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီမှာသူ့ကိုအဲ setting ချပြရမှာပေါ့နော်ဒါလေးနှိပ်လိုက်မယ်ပြီးရင်ဒါကကျွန်တော် single မထည့်ထားသေးဘူးနော် single ထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ line ရဒီ phone phone line ရတန်းတက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော် wifi လေးဖွင့်လိုက်မယ် wifi နဲ့ကျွန်တော်ချိန်လိုက်မယ်ပေါ့နော်ဆိုင်ရဲ wifi ကိုကျွန်တော်ချိန်လိုက်မယ်ဒါဆိုကျွန်တော်ချိန်ပြီးသားဆော့ဆော့ကတော့ထည့်ထားတယ်ဒါလေးဆို wifi password ကျွန်တော်ထည့်လိုက်မယ်ပေါ့နော် တော့ဝါဖိုင်လေးရှိတ်ထားပြီပေါ့နော်ရှိတ်ထားပြီဆိုကနက်တက်ဖြစ်သွားပြီပြီးရင်သူကအခုလိုမျိုးအဲဆယ်လိုဆိုပြီးတော့သူကဆက်တင်ချဖို့ထပ်ပြောရဲအဲ့တော့ကျွန်တော် next ပဲနှိပ်လိုက်မယ်နော်ဒါလေးပဲနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီမှာဘာလို့ဆိုတော့အဲ location ရွေးပြရတယ်အဲ့မှာကျွန်တော်ကတော့မြန်မာပဲရွေးပြရမယ်နော်အားလေးချက်တော့တတိထားရမယ်နော်အမအပေါ်မှာတင်တယ် မြန်မာမြန်မာကိုမှန်ရှင်းရှင်းလိုက်ပေါ့နော်မြန်မာပေးပြီးတော့ကျွန်တော်တို့ကအဲ download ဒီ app ဆိုပြီးတော့ तू ကဒီဖုန်းထဲမှာ software လေး download တက်ကိုသွား QR လေးပေးတယ်ပေါ့နော်အဲတော့ကျွန်တော် QR လေးကို scan ပတ်ပြီး download ရတယ်ဒါမှမဟုတ်လည်းကိုယ့် Google Play Store မှာသွားပြီးတော့ဘာလေးဆိုတော့ဒီ Mivro Kit ဆိုတာလေးသွား download လုပ်ရတယ်နော်အခု QR code လေးပတ်ပြီး download ဒါမှမဟုတ်အပေါ်အောက်ကဆွဲရကြတော့ကျွန်တော် Nai ကိုပဲလောက်တာပေါ့ဒါလေးကိုကျွန်တော်ကြော်လိုက်တော့မယ်နော်ပြီးမှကျွန်တော်ဆက်ပြပေးမယ်ဒါဆိုရင်နောက်ထပ် step လုပ်လို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒီ Nai ရဲ့ application ါကြော်လိုက်မယ်ပေါ့နော်သူအသုံးယူနေလေလေပေါ့နော်ဇာတ်သွေးရပြီเนาะအဲဒါဆိုရင်ကျွန်တော်တို့ကဒီဖုန်းထဲမှာဒီ software လေးကိုဒီရင် down လိုက်မယ် down ပြီးနိုင်နေတဲ့ဘယ်လိုရှိလဲဆိုတော့ပြပေးမယ်ကျွန်တော်တို့ဒါကိုဖွင့်လိုက်တာနဲ့အခုလိုမျိုးသူပြရင်အပေါ်ဆုံး allow ပေးလိုက်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာလည်းမြန်မာရွေးပေးရမယ်ပေါ့နော်ဒီမှာလည်းမြန်မာရွေးမယ်ပြီးရင်ချုံးတဲ့နေမှာအမှန်ကြေးလေးရှိမယ်ဒီစီမီစီကန်တွေကိုလာပြီးကျွန်တော် Gmail လေးနဲ့ agree လုပ်ပြီးတော့ gmail လေးနဲ့တောင်းမယ်ပြီးကျွန်တော် gmail လေးကိုရွေးလိုက်မယ်ပြီးရင်အခုလိုမျိုးကျွန်တော် gmail လေးကို send ဆိုတာလေးနှိပ်လိုက် second 60ပြင်ကို mail လေးကိုကျွန်တော်တို့ကုတ်လေးပို့မယ်အဲ့ကုတ်လေးကိုကျွန်တော်တို့ကဒီဘက်မှာလာထည့်ပေးရမှာပေါ့နော်အဲ့တော့ mail လေးကိုသွားကြည့်မယ်အဲ့ကုတ်လေးရောက်လာပါပေါ့နော်မကုတ်လေးရောက်နေပြီအဲ့တော့လေးနှစ်အန်ဒီကုတ်က6နှစ်6ချက်ဟာလေးနော်69နှစ်နော်69နှစ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ထည့်လိုက်မယ်69နှစ် login ဝင်လာ ပြီးတာတော့အလောင်းပဲထည့်ပေးပေါ့နော်အပြီးတာဆိုရင် turn on ဆိုတော့ဖွင့်လိုက်ရတယ်ဒီမှာမီဒီအထဲမှာတော့ပြီးတော့ mirror kit ကိုချလိုက် mirror kit ကိုတော့ဒါလေးဖွင့်ပေးလိုက်ပေါ့နော်ပြီးရင် banner ပဲပြန်ထွက်ပြီးရင်တော့ add device ဆိုတာလေးနှိပ်လိုက်ပြန်စနောင်းဆိုချလိုက်ပြီးမှဒါမှပေါ်လာရင်အလောင်းမနှိမ့်မယ်ပြီးရင်မလိုရမလဲဆိုတော့ QR scan ဖတ်ပေးရမှာအဲ့ဒါဘယ်ထဲမှာလဲဆိုတော့ဒီ button လေးတစ်ချက်နေလိုက်ရင်ဒီမှာ navigation ပြလိုက်ရင်အပေါ်ဆွဲတင်လိုက် ဒါ internet line တက်နေရင်ဒီ QR code လေးကကျွန်တော်တို့မှာကြံပေါ်လာလိမ့်မယ်နော်မပေါ်ဘူးဆိုရင် internet line မရလို့ပြန် scan လေးဖတ်ပြလိုက်ဒါပြန်ပြီးတော့တက်တက်တဲပြအောင်ဖတ်ပေါ့နော်ဒါဆိုရပါပြီပြီးရင်ဒီမှာအမှန်ကြီးရှိလေးအမှန်ကြီးလေးရှိမယ်ပြီးရင် green ဆိုတာလေးနေလိုက်ဒါဆိုရင်သူကဒီလိုပုံစံလေးပြတယ်နာရီဒီဘက်ခလုတ်လေးကိုတက်နှိပ်ပေးပါဆိုတော့ကျွန်တော်တို့တက်ချနေလိုက်ဒါဆိုရင်ဒီမှာနာရီနဲ့ဒါနေရာချိန်ဆက်မှုကအောင်မြင်သွားပြီပေါ့နော်အဲ့ဒီမှာမှာဒီနာရီထဲမှာထည့်ထားတဲ့ single number ကိုရိုက်ထည့်မယ်နော်ကျွန်တော်ရိုက်ထည့်လိုက်မယ်နော် အဲ single number ကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီမှာကကလေးနံပါတ်၄နောက်ပြီးကလေးရဲ့အရက်ဒီကလေးပုံတွေထည့်ပြီးထည့်လို့ရတယ်မထည့်ဘူးဆိုလဲ next နဲ့လို့လို့ရတယ်ပြီးရင်ဒီမှာ family relationship တော်လာအဖေလားအမေလားတဲ့ရွေးပြီးပြီနော်ပြီးရင်မိဘရဲ့ phone number ကိုရေးမယ်ပေါ့နော်ကျွန်တော်တော်မှာလဲ phone number တစ်ခုထည့်လိုက်မယ်ပြီးရင်ထည့်ပြီး next နဲ့လဲလို့ရှိရင်နောက်ဆက်ကျွန်တော်တို့ကဒီအဆင့်ရောက်သွားပြီဆိုဒီဟာလေးကိုဖွင့်ပေးပြီးတော့မှာ next ဆိုတာလေးနှိမ့်လိုက်မယ်ဒါဆိုလို့ရှိရင်နော်အဲဆက်ဆက်မှုဖြစ်သွားပြီပေါ့နော်လက်ရှိဒီအဆင့်ရောက်သွားပြီဆိုလို့ရှိရင်အဲဒီ night လေးနဲ့ကျွန်တော်တို့ကဒါက အခြေဆက်မှုအောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုလို့ရှိရင်ဒီနိုင်ရက်တီနေရာကိုကျွန်တော်ဒီမှာသွားဆက်လည်လို့ရပြီဒါဆိုရင်နိုင်ရက်တီနေရာကိုပြရဲရှင်းပေါ့နော်ပို့ပြီးတော့အနီးကဆွဲကြည့်ရှင်းနေဆိုလေအဲကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ဘယ်နဲ့လမ်းမှာလဲ48လမ်းညမှာပေါ့နော်ရောက်နေတယ်ဆိုတော့ပြရတယ်ဒါမှမဟုတ်လည်းဒီအားလေးကိုတစ်ချက်နေလိုက်ရင်လေဒါလေးကိုနေလိုက်ရင်ကလေးရက်တီနေရာကိုဖြည်းဖြည်းချင်းကျွန်တော်တို့အဲဆွဲကြည့်လည်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒီရဲ့နိုင်ရက်တီနေရာကိုကျွန်တော်တို့ပြနေတာပေါ့နော်နော်ဒီလိုမျိုးကြည့်လည်ရတယ်ပေါ့နော်ပို့ပို့ဆိုဘယ်ဘက်ကဟာနေ adjust လုပ်ပြီးကြည့်လို့ရတယ်နောက်ခုအဆင်ပြေတယ်လို့ကြည့်လို့ရတယ် ောက်တစ်ခုကကျွန်တော်ဗီဒီယိုကောတွေပါဘယ်လိုခေါ်လဲပေါ့နော်မိဘဖုန်းကနေပြီးတော့ဒါ location ကိုဒီမှာကျွန်တော်ထောက်ပြီးကြည့်လို့ရသွားသလိုဒီဘက်ပါ contact ဆိုတာနေပြီးတော့လေဗီဒီယိုကောဆိုတာတစ်ချက်နေလိုက်တာ ਨੇ ဒါဆိုရင်တော့ allow ပဲပေးပေါ့နော်ဒီမှာ night တော့ဗီဒီယိုကောခေါ်နေပြီမိဘဖုန်းကနေခေါ်တာဆိုဒါလေးနေလိုက်ဒါလေးနေလိုက်ချင်းဒီမှာဗီဒီယိုကောဒါကြာပါတယ်ခဏလေးပြန်ခေါ်ရအောင်ဒါရင်ကင်သွားပြီနော်ဒီမှာဆိုလို့ရှိရင်ဒါဗီဒီယိုကောဒီကောကြီးမြင်နေရပြီပေါ့နော် ါတော့ကတ်နေရတဲ့ကြောင့်အတန်အားဆုံးမြိုင်တာပေါ့နော်အပြန်ချခြင်းလေဆိုရင်ဒါလေးပဲကျွန်တော်ပြန်ချလိုက်မယ်ပြီးရင် find my words ဆိုတာနေပြီးတော့လေဒီနာရီရဲ့ဒီနေရာကိုကျွန်တော်အလံပေးပြီးချလိုက်ရတယ်တနာရီရဲ့နေအလံမြည်နေတာပေါ့နော်အဲ့လိုမျိုးရတယ်ဒါကတော့ရိုးရိုးဖုန်းနေပြီးတော့ပဲခေါ်တာပေါ့နော်အဲ့တော့ကလေးဘက်ကလည်းအဲအတန်နေပါပြို့ခြင်းလေဆိုဘလို့ပို့လို့ရလဲဆိုတော့ကျွန်တော်တစ်ချက်ဆန်းပြပေးမှာပေါ့နော်အဲ့တော့အတန်ပို့တာကကျတော့ဒီဘက်ကနေကျွန်တော်တို့မှာပို့ပြပေးမှာနော်ကျွန်တော် voice ဆိုတာရှိတယ်အဲ့ကနေပြီးတော့ကိုယ့်ရဲ့အဖေပေါ့နော်အဖေတို့သွားပြီးတော့ ဒီမှာကိုယ့်ရဲ့ဒီရာလေးတွေပို့မယ်ဆိုရင်ဒီမှာဝင်လာပြီစာလေးတွေဝင်လာဟိနော်ဒီမှာကိုယ့်ကကိုပို့တဲ့ရုပ်လေးတွေဒီမှာလေးနော်ရောက်လာအဲ့လိုမျိုးတွေဒါမှမဟုတ်လည်းအတန်ပို့ခြင်းနဲ့ဆိုတဲ့ပို့လို့ရတယ်အဲចောင်းလာကြတော့ဒီနေ့ចောင်းကအစောဆင်းလို့အဲစောင့်နေမယ်နော်အဲ့လိုပို့လိုက်တာနဲ့ဒီမှာအတန်ရောက်ရောက်လာပြီအဲနောက်တစ်ခုကကြောင့်ဒီမှာကြောင်မိပါနေပြီကလေးကိုပြန်ပြန်ဟော်ပြီဟော်ပြီအခုအိမ်အထွက်လာမယ်ကြောင်မှာခဏစောင့်နေပါ အဲ့လိုလေးပို့လိုက်တာနဲ့ဒီမှာစာဝင်လာပြီပေါ့အတန်လေးဝင်လာပြီโอเคပါဟုတ်ကဲ့ပါအကြောင်းအနေစောင့်နေပါမယ်ကျပါစေအဲ့နောက်တစ်ခုအတန်လေးဟိုစာလေးပို့မယ် okay ပေါ့နော်ပို့လိုက်မယ်ဆိုရင်လည်းဒီမှာ okay အဲ့လိုမျိုးပေါ့နော် please wait ပေါ့နော် အဲ့လိုပို့လိုက်မယ်ဆိုရင်ဒီမှာလည်း please wait ရှင်းပေါ်သွားရပေါ့နော်အဲ့လိုမျိုးစာလေးလည်းပို့လို့ရတယ်ပေါ့နော်ဒါကမိဘနဲ့ကလေးနဲ့ကဖုန်းနဲ့ချိန်ထားတဲ့ဖြစ်တဲ့ကြောင့်မိဘဖုန်းကနေကလေးဖုန်းကိုအတန် message ပို့တာတွေ video call ခေါ်တာရတာပေါ့နော်ဒီနေရာတွေပဲလေဒီနေ့ပဲကျွန်တော်သွားကြည့်လို့ရပါမယ်အဲပြီးတဲ့ခါမှာဘာရသေးလဲဆိုတော့ဒီဘက်မှာကျွန်တော်တို့ကအကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေ function တွေအများကြီးရမယ် data တွေကြည့်လို့ရမယ်အပြင်ဒီဘက်မှာဆိုလို့ရှိရင် exercise တွေကလေးရဲ့ exercise တွေကိုဒီမှာကြည့်လို့ရရပေါ့နော်ဟုတ်တာလေဒါကတော့ကျွန်တော်တို့က phone ခေါ်တာပေါ့နော် single ထည့်ထိုင်ဖုန်းခေါ်တာရိုးရိုးခေါ်လို့ရပါပြီ။ Okay ဒီနိုင်လေးကတော့ကျွန်တော်တို့လုံးဝကိုပြရစီနဲ့လည်းတန်နေအမီဘွားထုတ်ထားတဲ့ small လေးပဲဖြစ်ပါတယ်။အဲ့တော့ဒီနိုင်လေးကကျွန်တော်တို့အယောင်ကာလာ၂ယောင်ရမှာဖြစ်ပါတယ်။ဇင်းနုံးလေးနဲ့အစီဆိုလို့ရှိရင်တော့ဒါ၂3400ကျပ်ပဲဖြစ်ပါတယ်။အမဂန်ဝိုင်းရပါပါတယ်။ Okay အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။